အာမနာတတ်တော်ပန်တာအခုခေတ်စားနေတဲ့စူပါဟီးရိုးတွေလို့ဟီးရိုးတကောင်လောက်ကဖန်တီးခွင့်ရရင်ကျွန်တော်ဖန်တီးရှင်တာကအာမနာတတ်တဲ့ပန်တာတကောင်ပဲဝါတုတ်တုတ်အင်းကြီးတိတိလေးတစ်ထည်နဲ့မျက်လုံးမှာအမဲခွဲနှစ်ခွဲနဲ့သူ့မဟာအစွမ်းကတော့လူတွေနာသွားသူတို့မကြားချင်းဆုံးအမှန်တရားတွေကိုအာမနာရှာမကျူတော့တော့ပြောတဲ့အစွမ်းတအိမ်ဝင်တအိမ်ထွက်တကားခေါက်ခေါက်ပြီးပြောမယ်ဟာအကိုသက်ဆက်နေရှာတာတော့တော်တယ်နော် တော်တော်စိတ်ချမ်းသာမှာပဲဒါပေမဲ့အခုကလေးတွေကတော့အခုချစ်မှာမဟုတ်ဘူးဒါနဲ့မပြောပြောနေတဲ့တငယ်ချင်းခင်မင်မှုဆိုတာတကယ်တမ်းကျတော့လူတွေအထင်ကြီးအောင်အတင်းလုံးနေတာကြီးနော်အားရပါရအာမနာပဲပြောပြီးနောက်တရင်ဆက်သွားတော်တော်တော့ပြောဖို့ကောင်းမယ်စိတ်ညစ်ဖို့လည်းကောင်းမယ်စိတ်ကနေစိတ်ကနေလည်းနားမယ်အမှန်တရားဆိုတာတော်တော်နာတဲ့စုတချောင်းပဲမဟုတ်လားအာမနာရဲ့ပန္တာကကျွန်တော်တို့လုံးဝမလိုချင်ပေမဲ့တကယ်ကိုလိုအပ်နေတဲ့သူရဲ့ကောင်း ကျွန်တော်တို့အားလုံးဓမ္မတမောကြီးစားသုံးနေတဲ့ဈေးအဆိုင်တွေကိုအစားထိုးပေးမဲ့တက်တက်လို့အသီးရွက်လို့ပဲကျွန်တော်တို့ကိုကိုဆိုးပဆက်အာမနာတန်ပြောပြီးတစားစီဖြစ်အောင်လို့ပိုပြီးခန့်နိုင်ရှိလာအောင်မောင်းပေးမဲ့သူနောက်ဆုံးခန်းမှာမင်းသားတည်ထားတဲ့ရုပ်ရှင်တွေလို့ပေါ့နာလဲနာကောင်းလဲကောင်းကျွန်တော်လည်းပန်နာမျက်နှာပုံးဆိုပြီးခင်ဗျားတို့ကိုခါတူတူအမှန်တရားတွေပြောပေးရတယ်လူသားတွေအတွက်ဒုက္ခဆင်းရဲဆိုတာအင်မတန်အသုံးဝင်ပါတယ် ပြောင်းလဲဖို့အတွက်သဘာဝကပေးတဲ့ဆေးတစ်ခွက်ပဲလူတွေပြောင်းလဲလာတာတွေဟာအဆင်မပြေမှုတွေမကျေနပ်ချက်တွေကြောင့်ဘာဖြစ်လို့လဲဆိုတော့အဆင်မပြေလို့မကျေနပ်လို့ဒုက္ခရောက်လို့အလုံးလုံးတဲ့သူလောက်တီထွင်နိုင်စွမ်းရှင်သန်စွမ်းဘယ်သူမှမကောင်းနိုင်လူဆိုတာရှိတာမတင်တဲ့မရှိတာကိုတတ်မှတ်ဖို့သဘာဝကြီးကဖန်ဆင်းပေးထားတာဒီမရောက်ရတဲ့စိတ်ကြောက်ပဲကျွန်တော်တို့လူသားတွေကဘာကိုမင်းမှုအုပ်ချုပ်နေရလေဒုက္ခဆင်းရဲဆိုတာယောဂမဟုတ်ဘူး စွမ်းရင်တစ်ခုပဲဖြစ်တယ်။ကျွန်တော်တို့ကိုခန္ဓာဆိုရင်လည်းနာတော့မှတကယ်အသက်ဝင်လာတာ။ခြေမထိတ်နဲ့ဖင်နိုင်ကိုခြေထောက်နဲ့တိုက်မိတာကိုပဲကြည့်။ငဲတံပေါင်းအောင်အသက်မရှိတဲ့ခုံတော့ဖိထောင်စားဖင်နိုင်ကိုဆိုပြီးစေ။ဘဲကောင်ဒီခုံဒီနားလာထားရလေကွာဆိုပြီးအဖြစ်တယ်။ဒါပေမဲ့တိကျစဉ်းစားကြည့်။ဒီလိုနာရဲဆိုတာအကြောင်းရှိလို့နာတာ။ကျွန်တော်တို့အာယုံကြောတွေကနာရဲဟိဆိုပြီးလန်သတိပေးနေတာ။ဘာတွေလို့ရင်တော့နာမယ်။ဘာတွေကိုရှောင်ရင်တော့မနာဘူးဆိုပြီးတိပေးနေတာ။ နောက်ကိုထပ်မဖြစ်အောင်လမ်းလျှောက်ရင်သတိထားလျှောက်တအောင်သင်ပေးနေတာဒူးမအနာမခံခြင်းပဲမဲ့နာကျင်မှုဟာတိတ်သုံးဝင်တယ်ငငယ်တုန်းကတည်းကရှောင်ရမယ့်အရာတွေကိုသတိထားတောင်သင်ပေးခဲ့တာလေဒီနာကျင်မှုပဲကို့အတိုင်းစားကိုနားလည်အောင်အမြဲသတိပေးနေတာမိဆိုတာကန်ကြည့်ရင်ပူမှန်းသိအောင်ဖလက်ပေါက်ထဲလက်ထွေးရင်ဘာဖြစ်မယ်ဆိုတာသိအောင်သတိပေးခဲ့တာဘယ်တော့မှအနာမခံဘူးဟဲ့ဆိုပြီးစိန်ရှိတာတတောင့်တတရှိရလို့ပဲလိုက်ရှာနေရင် တကယ်သေးရှင်အချိန်မှာဘာမှတက်နိုင်မှာမဟုတ်ဘူး။နာကျင်မှုဆိုတာကိုယ်ခန္ဓာမှာပဲရှိတာတော့မဟုတ်ဘူး။လူဆိုတာစိတ်ပိုင်းဆိုင်ရာလဲနာကျင်တက်တာပဲ။သူတေသနာရှာဖွေတွေးရှိချက်တွေအရာဆိုရင်လူတွေဟာတစ်ခါတလေစိတ်ပိုင်းဆိုင်ရာနာကျင်မှုနဲ့ကိုယ်ခန္ဓာပိုင်းဆိုင်ရာနာကျင်မှုကိုခွဲတော့မခွဲတတ်ဘူးဆိုပဲ။ကျွန်တော်အရင်ကြီးစားနောက်တစ်ယောက်နောက်ပါသွားတော့ကအသေးကိုဓာတ်နဲ့ဆွတ်တယ်လို့ခံစားရတယ်ဆိုတာအပူပြောတော့မဟုတ်ဘူး။တကယ်ကြီးဓာတ်နဲ့လာလာဆွတ်တယ်လို့ခံစားရတာပေါ့။ စိတ်ထဲမှာနားရဲဆိုတာတခုခုအစင်မပြေဖြစ်သွားလို့တန်ချော်သွားလို့ခံနိုင်မရှိတော့လို့ဖြစ်တာအသားနာတယ်လို့ပဲစိတ်နာခြင်းတွေဟာလည်းတစ်ခါတလေလိုအပ်ပါတယ်တချို့အချိန်တွေမှာဆိုစိတ်ကြမ်းမရဲ့အတွက်တောင်ကောင်းသေးတယ်မိဆိုတာပူမှန်းသိတော့ထမကိုင်းဖြစ်တော့တယ်လို့တရှုံမှုတွေအမုန်းခံရတာတွေကပေးတဲ့စိတ်နာဆိုတာနောက်ကိုဒါမျိုးတွေထမဖြစ်အောင် လေ့ကျင့်ပေးနေတာပဲလေဒီတော့စိတ်ညစ်စရာတွေကိုပတ်ပြင်းနေတဲ့ဒီနေ့လူအတိုင်းဝိုင်းဟာတိတ်အနေရများတယ် ဘဝရဲ့အဖို့ထစ်တွေကိုမသိချင်အောင်ဆောင်နေကြတာကို့အတွက်တကယ်လိုအပ်တဲ့သင်ခန်းစာတွေမရတော့အစ်စ်အမှန်တွေနဲ့တဖြည်းဖြည်းဝေးလာကြတယ်ပျော်ရွှင်စွာတတ်ထဆုံးနေထိုင်သွားကြလေသည်ဆိုတာမျိုးကိုသိရကြခြင်းကြမိလိမ့်မယ်ဒါပေမဲ့ဒီကမ္ဘာမှာငြိပြဿနာတွေအပြည့်ဆုံးဖို့မဆုံးနိုင်ဘူးစစောဟပြောတယ်ပန်တာဝဝွန်နဲ့အရက်တောက်တုံးကသူကျွန်တော်ပြောဘူးတယ်အခက်ခဲဆိုတာဘယ်တော့မှအပြီးတိုင်းပြတ်မသွားဘူးကွာကိုကောင်းတဲ့အခက်ခဲတွေအဖြစ်ပြောင်းသွားတာပဲရှိတယ် တတိကြီးဝါရံဘက်ဖက်မှာအဆန့်ပြဿနာတွေရှိတယ်လို့လမ်းဘေးကတောင်စားမှလည်းအဆန့်ပြဿနာတွေရှိတယ်။ဝါရံဘက်ဖက်ရဲ့ပြဿနာကနည်းနည်းပိုကောင်းတာပဲကွာတယ်။ဘဝဆိုတာဒါပဲ။ဘဝဆိုတာမဆုံးနိုင်တဲ့အခက်အခဲတွေဆက်ထားတာဟက်ကောင်။ပြဿနာတစ်ခုဖြေရှင်းလိုက်ရင်နောက်တစ်ခုလာမှာပဲ။အရက်ခွက်ကိုကိုင်းပြီးပန်တာကကျွန်တော်ဆက်ပြောတယ်။အခက်ခဲကင်းတဲ့ဘဝကိုမမျှော်လင့်နဲ့။မရှိဘူး။ပိုကောင်းတဲ့အခက်ခဲတွေများများရှိတဲ့ဘဝဖြစ်လာအောင်ပဲလုပ်ဟဲ့။ ဒီလိုပြောပြီးဗန္တာဝုံဝါရက်ခွက်ကိုစပွဲပေါ်အသားချဥထုတ်လေးဆောင်းပြီးထွက်သွားရော